ျွန်တော်ဒါအရေးကြီးတဲ့အရာဒီလိုမျိုးမှတ်တမ်းယူထားတယ်နောက်ဆုံးမထုတ်ပြန်နဲ့ဘူးနော်ရှင်းမလိုက်တစ်ဖက်ကစစ်တပ်တိုင်းဝင်ဖွားတော့မယ်အာတလန်ဆိုပြီးတက်တယ်ရောဟောတယ်မကြီးစကားတလုံးပြောစရာမလိုကျွန်တော်အလုံးလုံးနဲ့အဲ့ဒါအရေးကြီးတယ်ဒါကြောင့်မလို့တိုင်ရင်တက်ဖွဲ့အတိုင်းမှာအမြင်ကျဲတဲ့ဒီ public မှာကျွန်တော်တို့ trending ချင်းရှိတဲ့ social media ပိုင်းမှာ trending နဲ့လူငယ်တွေကိုကြံကြိုင်းနေရမှာထားပြီးအရေးကြီးတယ်လူကြီးတယောက်နဲ့လူငယ်တယောက်နဲ့တွဲထားမယ်ဆိုရင်တွဲထားအဓိကအရေးကြီးတယ်တိုင်ရင်တက်ဖွဲ့အတိုင်းရဲ့ပြန်ကြားရေးကိုစနစ်တကျလုပ်ဖို့လို့စစ်တိုက်တယ်ဆိုတော့ဒီနေ့ခေတ်မှာတနက်ပြောင်းလို့ခုနဲ့စစ်တိုက်လို့မရဘူး เนาะကျွန်တော်စကားများပြောပြီးတိုင်းသားလက်ထက်ကအဖွဲ့ကဗိုလ်တယောက်မှာเนาะသူကပြောရအောင်ငါတို့ကနှစ်ပေါင်း60တိုက်လာတာပါညာတိုးတိုးလို့ကျွန်တော်မြဲပြောပါတယ်အဲမြဲပြောပြပါတယ်เนาะရှစ်စီရအဲ့မပြောနဲ့လို့မင်းတို့စောက်တော့မကြလို့နှစ်ပေါင်း60မနိုင်တာလေလို့မအစ္စရေးကဂါဇာကမ်းမြောင်အုံးလည်းတစ်ချက်ပဲချလိုက်တယ်မင်းနေပိုင်မင်းတို့ပြီးပါတယ်အဲ့ဒါအသုံးကျလို့နိုင်တာလို့အေးအဲ့လိုမျိုးကိုအသုံးမကျတော့လူကြမ်းလည်းထက်မပြောအောင်နှစ်ပေါင်း60တိုက်တာဂုံယူစရာမဟုတ်ဘူးရှစ်စီရကြီးနှစ်ပေါင်း60တောင်တိုက်လာတာဒါဘာမှမအသုံးမကျဘူးဆိုတော့အဲ့ဒါဟမ်စဉ်းစားကြည့် ဒါဒါကိုညံ့ပြင်းလို့မဟုတ်ဘူးလားအဲ့ဒါဂုံယူစရာမဟုတ်ဘူးဘာကြောင့်မလို့နှစ်ပေါင်း60တိုက်တော့ဂုံယူလည်းလို့ပြောတယ်လူတွေတွေ့အဲ့တခုံးနဲ့မေးလိုက်အတုံးမကြလို့နှစ်ပေါင်း60မနိုင်တာလေဘာကြောင့်မလို့ဒီနှစ်ခင်ဟာအနှက်ပြစ်တိုက်ရောတခုတည်းနဲ့ဘိုးလုံးလို့မရဘူးစီမံခန့်ခွဲတဲ့အညီခက်တဲ့အညီမြင်တတ်ဖို့လိုတယ်မီဒီယာပိုင်းကလည်းဝင်းနေကပြောတော့ဒါလည်းဒါဒီဘော်ဒီမှာရှိတဲ့နဲ့ရှင်းတော့ခေါင်းဆောင်ပိုင်းတွေမှာရှိတဲ့ပညာတခုပဲအဲ့တော့အနှက်ပြစ်တိုက်ရောမိုင်းထောင်တိုက်ရောနဲ့ကျွန်တော်တို့ကခေါင်းဆောင်လို့မရဘူးဆိုရှယ်မီဒီယာပိုင်းမဟာမိတ်ဆက်ဆံရေးပိုင်းစကားပြောစွမ်းရည် နော်အရာအားလုံးအများကြီးရည်ကြီးတယ်ကျွန်တော်တို့တန်ရင်မှုတယောက်လုံးမယ်စစ်ကြောင်းမှုတယောက်လုံးမယ်နော်တပ်ခွင့်မှုတယောက်လုံးမယ်တပ်ဆိုင်မှုတယောက်လုံးမယ်ဆိုဒီစစ်တိုက်တိုက်ရုံတစ်ခုလုံးနဲ့မရတဲ့ခေတ်ဖြစ်သွားပြီဒါလူရိုင်းခေတ်မို့တော့ဒါကြောင့်မလို့အခုတလူဟာမျိုးတွေတစ်ဖက်ကရန်ဒူးအတုတ်ပြန်မှုတယ်နော်ဘယ်လိုရှင်းမလဲကျွန်တော်မှတ်တမ်းမတင်ထားလို့ထဲသွားပြစ်လိုက်တယ်စစ်ကောင်စီကအပြည်သူဗဏ္ဍာရကိုတတ်သွားတယ်အခုလာပြစ်တဲ့နေရာမှာကဲအခုဒတိလာပြီးပြီနောက်တစ်ခေါက်လာပြစ်စင်မတော်လို့ဘေးမှာအသက်မပြည့်သေးတဲ့ကလေးတွေရှိရှိမယ်ထိထက်ဆင်သွားပြီတန်တန်လာရှိတဲ့ဆိုတာပြောလို့မရဘူးလေဟုတ်တယ်မဒန်တန်ပြင်းနေဘေးမှာတယောက်တွေဝိုက်ကလေးနောက်နေ့ကျစစ်ကောင်စီကတရင်တက်လာတယ် အဲဘယ်ရောမှာ PDF တွေကမိသားစုတက်သွားတယ်ခလေးပါတက်သွားတယ်ဘယ်လိုမျိုးမှတ်တမ်းမတင်ထားရင်ကျွန်တော်တို့ဘယ်လိုရှင်းမလဲသူတို့ဆွဆွရတဲ့ခံရပြီဟောမှတ်တမ်းတင်ထားရင်ရောဟုတ်လားနောက်တတိပေးထားတယ်ဒါပေမဲ့သွားရှင်းတဲ့နေရာမှာငါတို့တစ်ဖက်ကရုံကြီးဆန်နဲ့ပြန်ခုခံတဲ့အတွက်ခလေးပါထိသွားတယ်မှန်တယ်ပြီးပြီအဲအဲ့ဟာအရေးကြီးတယ်ဒါကြောင့်မလို့တိုင်းရင်းတစ်ဖက်တိုင်းမှာညီကိုအနေနဲ့ဒါကျွန်တော်ဆရာလှုပ်တာမဟုတ်ဘူးတချို့တလေကျွန်တော်ကိုယ်တိုင်မျက်စိနဲ့မြင်တွေ့တဲ့တူတူတွေ့ရတယ်ဘာလို့ဆိုဆိုချေတာအကြောက်တဲ့တိုင်းရင်းတစ်ဖက်တွေတွေ့လို့ကျွန်တော်ပြောတာဆိုရှယ်ကကြောက်စရာမဟုတ်ဘူးကျွန်တော်တို့ခိုင်းစားရမယ်ခင်ဗျာ ဆိုရှယ်မီဒီယာကိုကျွန်တော်တို့ခိုင်းစားဘာဖြစ်လို့ကျွန်တော်တို့ကအမှန်တရားဘက်ကသွားနေတယ်ပိုခိုင်းစားနေတယ်နော်တစ်ဖက်မှာကျွန်တော်တို့အတုရောင်တွေထိုးပေါက်နေကြတယ်ငပောက်တို့ပျော်စိုးမှုတို့ဖုံးရှင်းထောက်ပြီးပြောချင်တဲ့ချက်ပြောလောက်ပါမယ်ဘာတက်တဲ့တက်ကံရမရှိပေါက်ပန်း၄၀ကိုယ့်ဘက်မှာအဲ့တက်တဲ့နဲ့ဆိုရှယ်ချလာတယ်ဒီကောင်တွေခွင့်ပြစ်တယ်ဒါပဲဒီကအားကြောင့်မလို့တိုင်းတက်ဖွဲ့မှာရှိတဲ့ညီကိုတွေအနေနဲ့ဆိုရှယ်ကိုလုံးဝမကြောက်ပါနဲ့စနစ်တကျအတုံးချပါဒါကျွန်တော်တို့ရဲ့အောင်မြင်မှုတစ်ခုပဲနော်ဒါဟိုဖမ်းပြီးတော့တုံ့ပန်းနေအနေနဲ့ကိုနေ့ကပြောဆိုဒီဆိုရှယ်ဘိုင်းမှာအတုံးချပြီးလုပ်မယ်ဆိုကြံနေခဲ့တဲ့ကောင်ရောဘာလို့တက်ထဲမှာဝါးရဖြန်နေတာပြည်ကြီးတွေဖမ်းပြီးတက်တယ် 那刚刚某段新闻嘛，你把我写文给啊，光凭个亏的嘛，我三，我那个写亏的房子，三九不要涨，三八八六单股二三的，嗯，啊，我们今年 B D 什么，公立三啊，三点一到完，B W 的喊的，A 今年的呀，那如果新闻嘛，我保证你看下来，我们说 C P 了嘛没，爸妈没提啊，要后公立。အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တော်လန်ရေးတက်ဖွဲ့တွေအနေနဲ့ဆိုရှယ်မီဒီယာကိုကောင်းကောင်းအသုံးချကြဖို့အမေသားကြီးကိုစီကအကြံပြုလိုက်တဲ့ရုပ်တံနဲ့အတူလာရှုခဲ့သူမကြုံရရေးမြို့များကာကွယ်ရေးတွင်တက်ကြွစွာပါဝင်ကြရန်ပြည်သူများအား KNLA မြစ်တာရက်ခံလိုက်တဲ့ထူးခြားသတင်းတွေပါ တင်ဆက်ပေးခြင်းပါတယ်။ကိုကန့်တက်မတော်ကလာရှုမျိုးကိုစစ်ကောင်စီထံပြန်လည်လွှဲပေးလိုက်ရသည့်အခြေအနေမျိုးမကြုံရစေရည်ပြည်သူလူထုအနေဖြင့်ပူးပေါင်းပါဝင်ကြရန်တအောင်းတက်မတော် KNLA ကမြစ်တာရက်ခံလိုက်ပြီးမေလ၄ရက်ကပြုလုပ်သည့် KNLA ၏နိုင်ငံရေးစီရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင်မီဒီယာများ၏မေးမြန်းချက်နှင့်ပတ်သက်ပြီး TNA အတွဲဖက်ထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးတပ်ပန်လာကယခုကဲ့သို့မြစ်တာရက်ခံခဲ့ခြင်းဖြစ်သည့်နယ်မြေတွေမှာလာရှိုးပုံစံမျိုးမကြုံရလေအောင်ရှိနေတဲ့ညီကိုမောင်နှမတွေပြည်သူတွေအလုံး TNA ကဥဆောင်ပြီးမှဆောင်ရွက်နေတဲ့အတိုင်းလိုက်နာပြီးမှဆောင်ရွက်ပေးကြပါတချို့နေရာမှာမြို့ကကွယ်ရေးတပ်ပုံစံမျိုးကျွန်တော်တို့စုဆောင်ဆောင်ရွက်ထားတာမျိုးရှိပါတယ်အဲ့ဒီမှာလဲတက်တက်ကြွကြွပါဝင်ပေးဖို့လဲမြစ်တာရက်ခံလိုပါတယ်ဟုတ် ဗိုလ်မှူးကြီးတပ်ပန်လာကပြောသည်ပြည်သူများပါဝင်နိုင်သည့်နီလန်းများစွာရှိပြီးအချို့ကလက်နက်ကင်တက်တွင်ပါဝင်နိုင်တကယ်သို့အချို့ကအခြားနီလန်းများဖြင့်ပါဝင်နိုင်ကြောင်းအသိပေးသည်အဲ့လာမှသာလျှင်ဒီမျိုးကိုဆက်လက်ပြီးမှကာကွယ်နိုင်ဖို့အတွက်ရောမျိုးကိုပြန်လည်ပြီးမှဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရောဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဟုဗိုလ်မှူးကြီးတပ်ပန်လာကပြောသည် TNAA အနေဖြင့်2029စစ်စင်ရေးတွင်မျိုးဆက်နှစ်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ထားရာတရုတ်စီစဉ်ပေးသည့်စစ်ကောင်စီနှင့်ဆွေနွေးပွဲစစ်ကောင်စီက ် KAA နေဖြင့်တင်ပိုက်ထားသည့်နောင်ချိုတီဘောကြောင့်ပဲမိုးကုတ်မိုးမိတ်မြို့များမှာပြန်လည်ဆုတ်ခွာပေးရန်တောင်းဆိုထားသည့်သို့သော KAA ဘက်ကဆုတ်ခွာပေးရန်သဘောထားမရှိသေးကြောင်းအတိပေးထားသည့်အပြင်စစ်အာဏာရှင် ဖြုတ်ချရေးတိုက်ပွဲများဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဒီတော်လန်ရင်းမှလေဒီမင်းအောင်နိုင်ခိုင်တဲ့မြတ်လောက်နေတဲ့စစ်ပွဲတွေကဘယ်လိုဖြစ်နေလဲဆိုတော့ ်အဘွားတို့အမိတ်ပေးပြည်သူကိုဘလောက်ပဲယုံမှာခိုင်းယုံမှာခိုင်းအကောင်ယုံမှာလေမီးရှို့ဆိုမီးရှို့တယ်တတ်ဆိုတတ်တယ်ရှိတဲ့ပစ္စည်းယူဆိုယူတယ်အကောင်လုပ်တယ်ဒါပေမဲ့သူတို့စိတ်ထဲမှာပါပြငါတို့ဖန်းခံထိတယ်တစ်ဖက်ကငါတို့နော်အေးစစ်စစ်ပဲဆိုတဲ့စိတ်ကိုသူတို့ဝင်နေတယ်လို့မြင်ရအခုတော့မကြည့်နော်ဒရင်းလိုက်တိုင်းမှာဘုရားကထိထစကမ်းတော်လိုက်အင်အားစုတွေဘက်ကတိမ့်ပိုက်လိုက်တော့အလုံးတိမှာဖြစ်ပါတယ်အဲ့ဒီထိထစကမ်းကိုတိမ့်ပိုက်ပြီးတဲ့အချိန်မှာစစ်ပွဲတွေတုံ့ပြန်မိတယ်လက်နက်တွေများစွာရရှိတယ် နော်တော်လိုင်းအင်အားစုဒီဘက်ကတရင်တစ်ခုတင်ထုံးစံအတိုင်းဗီဒီယိုဖိုင်ပိုင်းမှာမပါမပါရင်တော့မှဓာတ်ပုံနဲ့ဆုံးပါတယ်နော်ကိုပဲရက်ကွက်ကလို့ကင်မရာရှေ့ထိုင်ပြီးတော့ပြောလိုက်အောင်တရားမှမရှိဘူးအခုလက်ရှိအဲ့ထိတဲ့စကန်တိန်ခံထိတဲ့အချိန်မှာမိလာခဲ့တဲ့စစ်ကွေးတွေဘယ်လိုပုံစံလုပ်နေလဲမပြောင်ဆာဆာဆာဟိုဟိုဟိုဆာဆာနော်မှလက်ချင်းတွေအဲထိတ်လုံးတွေခံထားရတာဒါလည်းအားလုံးကအဲ့ထိတဲ့စကန်ကမိတဲ့စစ်ကွေးတွေပဲဖြစ်ပါတယ်နော်အခုတော့တတ်မှကြောက်တဲ့အတွက်

အင်းအိုင်လက်ဖွဲ့ဂါရမန်နံအားလုံးဘလောက်ပဲကဲ့ကဲ့ထိထစကန်ကတော့အခုမြင်တဲ့အတိုင်းဖြစ်သွားခဲ့တာလားအဲ့တော့ဒါကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့လက်ရှိစစ်ခေါင်းဆောင်တွေကစပြီးတော့ဘုရားစင်းတူတော်တွေလှူတယ်ပိဋကတ်တွေရှောက်ရုပ်ခိုင်းတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာဆိုတာအဲ့ဒါလိုပေါက်ပန်းလေးတွေလုပ်ဖို့မဟုတ်ဘူးလေဗျာဗုဒ္ဓဘာသာဆိုရင်အင်တန်ရိုးချင်းတဲ့အရာတခုလောကမှာရှိတဲ့တဘာဝအမှန်တရားတွေမီးကိုတွားကင်ပူတယ်ဒါပေမဲ့ကျွန်တော်တို့ပုရုဇေတွေကမီးကိုတွားကင်ပူတာကိုမသိဘူးအဲ့တော့မြတ်စွာဘုရားဒီမီးကပူတတ်တယ်မီးကိုတွားကင်ပူတယ်လို့ပြောထားတာ အဲ့ဒီလိုဖေဟာကြောဟော့ဆုံးမခဲ့တဲ့အရာတွေတရားဆိုပြီးတော့လိုက်နာကျင့်တုံးတာအေးမီးကိုပူမှန်းတည်တယ်မြတ်စွာဘုရားဟောခဲ့လို့မတည်တာဥပမာကျွန်တော်ပြောတာနော်အဲ့တော့တွားကင်ပူတယ်မကင်ရဲ့လူတွားကင်ရှင်းရှင်းလေးပဲဖေဟာသူ့စကားလို့လည်းမပြောတာဘူးနော်အဲ့တော့ဖေဟာရဲ့တရားတော်မှန်တယ်များဟေတုဖြစ်စေပါအကုတုကင်း၍ကုတုနဲ့ရှင်လွဲရပါစေတာဟေတုဖြစ်စေပါဟေတုဖြစ်စေယူပြီးတော့လက်ဖေးဆိုင်ရောင်းကောင်းဖွင့်လာမှာမဟုတ်ဘူးဒါမှမဟုတ်ကျွန်တော်တိုင်းပြည်မှာကိုလေးကပြောသလိုအာမနဲ့မိုးလေးလူများတွေအိတ်တဲ့အချိန်အဲ့လက်ဖေးဆိုင်နဲ့မင်းဆိုင်နဲ့သူ့ဆိုင်ရောင်းကောင်းလို့အဲ့ဟိုက်ဖွင့်တာဟာ မသိလို့ရှိရင်တို့ဆိုင်ရောက်အောင်ခင်ဗျားကြော်ညာပေးရတယ်လို့နော်ဒီလိုပဲလက်ရှိစစ်ကောင်းဆောင်တွေလည်းတို့အာဏာတည်မြဲရေးအတွက်တို့ရုပ်မာတဲ့ရုပ်မာဖို့ရဖို့အတွက်ရေတရားတွေရှောက်ချီတွေအဆောင်ရောင်တွေရှောက်လို့ရေတရားလို့ဘာလို့ညာလို့ဆိုတော့ဒါဗုဒ္ဓဘာသာတော့ဘာမှမဆိုင်ဘူးနော်ဗုဒ္ဓဘာသာမှာကံကံကြီးအကျိုးပဲအခုလိုကံအောင်တော့အခုလိုဖြစ်မှာပဲခုလိုကံအောင်တော့ခုလိုဖြစ်မှာပဲရှင်းရှင်းလေးအခုလိုကံတိုင်းမျိုးလူတက်ပြီးတော့ခုလိုလိုချင်လို့မရဘူးလေဒါပေမဲ့အဲ့လက်ရှိစစ်ကောင်းဆောင်ခက်ဆက်စစ်ကောင်းဆောင်ပြန်ဒီဒေဒီရေတရားအစွမ်းအင်းအိုက်လက်ပွက်တွေနဲ့လှုပ်နော်အောင်လန်းထက်လန်းပပန်းလေးစိရှောက်လို့လူကြီးတို့ရုပ်မာတဲ့ရုပ်မာတယ် အဲ့တော့ဘာသာရေးကသူတို့အတွက်အတုံးချစရာတခုလို့ဖြစ်နေတယ်။အမှန်ကန်ကျွန်တော်တို့ဗုဒ္ဓဘာသာဆိုရင်ယူအင်မတန်ယိုးရှင်းတယ်။ရှင်းရှင်းလေးလေးပဲလိုက်နာကျင့်သုံးတူပဲနှလုံးသားမှာဒီဗုဒ္ဓရဲ့အစုံအမတွေတီးနေတာပဋိသနာတီးတာပဲ။နော်တလောကလုံးတယောက်တည်းတာသနာတယောက်တီးနေ။အယောက်တရားတီးအယောက်တရားမှာတာသနာတီးတယ်။အုပ်ပုံကြီးကြိုက်တဲ့ပုံနာဇေဒီတွေကြိုက်တော့တယ်ဆိုတာအလကဖျားအစုံအမမသိဘူး။ဘာမှဖြစ်မလာဘူး။ရှင်းရှင်းလေးပဲဩဃာတာဩဃာတာဩဃာတာလောက်ရှိပြည့်ရှိကိုကဩဃာတာဘာပြောလဲအမ်းဒီဘူးလေဆိုတော့ဘာလို့ရှိကိုနာကြီးတာပေါ့။ ကျွန်တော်လည်းအဲ့ user ပဲရှိတယ်နော်ဖယားစာဗုဒ္ဓံတက္ကနံကိစ္စမိဘာပြောတာလဲမသိဘူးမသိမဆိုနဲ့နိုင်ကြီးရှုပ်လို့အဲခုလိုရရဆိုတော့မလုပ်နဲ့ကျွန်တော်တို့မြန်မာတွေစပြက်စည်းတယ်ဟဲ့လားအနောက်နိုင်ငံတွေတိုးတက်တယ်ဆိုတော့အလောက်တစ်ခုကိုလှုပ်တော့မဆိုတိတိကျကျတိကျအောင်လုပ်တယ်မြန်မာတွေကဖြစ်ကလစားပေါက်ပန်းနေတယ်လို့လေနော်ဗုဒ္ဓဘာသာခံယူတယ်ဗုဒ္ဓံတက္ကနံကိစ္စမိသူများဆိုလိုက်ဆိုတော့ဘာပြောဆိုမသိဘူးလေတဲ့ဟဲ့မသိပါဘူးဆိုတော့ခုလိုရတယ်ဟာပေရောပါဆိုအဲ့ရစပြက်တာဗုဒ္ဓ နော်ဘာသာရေးအဆုံးအမတွေစုပ်ရုပ်လေဆိုတော့အဲ့တဲ့ကဟာဘာမှမတီးပဲလိုက်လုပ်တဲ့အတွက်ခွနိကပြောသူအယောင်ဆောင်တွေပေါ်လာစီလေအယောင်ဆောင်တွေဆွဲဆောင်မှုနောက်ပိုင်းပေါ့တကယ်ပညာအဓိပတိဗုဒ္ဓဘာသာပညာအရနော်တေးစတဲ့ပိုင်းခြားလစ်လာပြီးတော့မှဗုဒ္ဓဘာသာကိုခံယူကိုးကွယ်တဲ့သူအဲ့လိုအယောင်ဆောင်တွေကြိုက်တဲ့လို့ဆိုသေတော့မပါဘူးအသက်တာသိခံပါလိမ့်မယ်အဲ့လိုစိတ်မျိုးဖြစ်ဖို့လိုတယ်တကယ်အမျိုးဘာသာတာသနာအောင်နေကြတာအဲ့ဒါဒါပေမဲ့နော်လက်ရှိမြန်မာပြည်မှာကဖြစ်နေတဲ့ဟာကကတောင်းတခြားကတောင်းကြိုက်ကြတဲ့ခြားဖြစ်နေတာဖြစ်နေတာနော်ထားတော့ပြောရတဲ့စကားကတော့အခုတကယ်ကျွန်တော်ပြောချင်တာကဒီအခုထိထစကမ်းမှာနော် ဟမ်ဓမ္မဒါအောင်ပြောချင်တာဒါအောင်ပြောချင်တာဘာပြောချင်တာဆိုကျွန်တော်တို့ဘက်ကရဲဘော်တွေအနေနဲ့တနုံမျိုးဒါတော့ဖာတတ်လုပ်ပြီးတော့နော်ဒီကောင်တွေကိုဆဲခိုင်းတော့ဒါပေမဲ့သူဆဲတဲ့ကောင်တွေကလည်းမဆဲချင်မဆဲလို့ရမှာအလုံးမြင်နော်တက်တက်ကြွကြွအောင်ဆဲတာဒါပေမဲ့ဖြစ်တဲ့နာကဖြစ်တဲ့နာကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးလုပ်မဲ့အစားဒီကောင်တွေကိုတိတိကျကျစကားဝိုင်းပုံစံထိုင်ပြီးတော့ သူတို့ယင်တဲ့ကခန်းစားချက်ဒီအချိန်ထိသူတို့ဟာမင်းအောင်လိုက်မှန်တယ်လို့ခန်းစားနေသေးလားဒီအချိန်မှာသူတို့ကအမြင်မှန်ကိုရပြီလားအပြင်လောကမှာဖြစ်နေတဲ့အရာတွေကိုသူတို့ကိုယ်တိုင်တိခဲ့ရတာသူတို့လူစစ်သားတွေကဘဝမှာရှိခဲ့တာဆိုတဲ့အရာတွေကိုကျွန်တော်တို့ကကောင်းကောင်းစကားဝိုင်းပုံစံမျိုးတွေလုပ်ဖို့လိုအပ်တယ်ဒါကြောင့်မို့တိုင်ရင်တပ်ဖွဲ့မှာဖမ်းမိတဲ့တုံ့ပန်းတွေအနေနဲ့နော်ရေးပြပါပအဝင်ဒီစကားမှာရှိတဲ့နည်းနည်းပြီးဘယ်လိုကြောင့်တောင်းဝင်ရှိတဲ့သူကနေစကားဝိုင်းပုံစံမျိုးတိတိကျကျဆွေးနွေးတဲ့ပုံစံမျိုးလက်ရှိ နော်မင်းတို့စစ်တပ်ကမှဘလို့ကြားရတယ်မင်းတို့အလင်းဝင်တက်ခံနေမယ်လို့ဟုတ်လားမင်းတို့အပြင်မှာတောင်းကျန်းတို့တပုံးတို့စတဲ့ဖြင့်ဘာတွေဝါထားဖြန့်ခံတည်ထားလဲမင်းတို့တက်ပြီးမှဘာတွေဖြစ်နေလဲအဲ့ဒါအပြင်မှာလောကမှာဘလို့ဖြစ်နေတယ်ဒါတွေအားလုံးကိုကျွန်တော်တို့ဆိုရှယ်မီဒီယာနဲ့ကောင်းကောင်းလုပ်ဖို့လိုပါတယ်ဒါကြောင့်မို့တက်တိုင်းတက်တိုင်းမှာပြန်ကြားရေးအရေးကြီးပါတယ်အဲ့ဒီပြန်ကြားရေးကောင်းကောင်းဒီလိုဟာမျိုးတွေကိုတုံးချဖို့လိုပါတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကအမှန်တရားဘက်ကတော့ရတယ်ဗျာကျွန်တော်တို့မလုပ်ရဲစရာမရှိဘူးဘာဖြစ်လို့လဲဝါထားဖြန့်တာမဟုတ်ဘူးကျွန်တော်တို့ဟုတ်တယ်နော်ကျွန်တော်တို့ကအမှန်အကန်လမ်းကြောင်းပေါ်တွားတာဖြစ်တဲ့အတွက်မင်းတို့တွေဘာတွေကြားမိထားလဲ ဓမ္မဖြစ်နေတာဒီလိုဒီလိုกว่าနောက်ကျန်တဲ့လူတွေကိုဒီလိုတီးဖို့လိုအပ်တယ်กว่าဆိုရင်ဟာမျိုးကျွန်တော်တို့ကမိတဲ့အကောင့်တိုင်းကို message ပေးပြီးတော့ပြဖို့လိုအပ်တယ်နောက်ပြီးလို့ရှိရင်လည်းနောက်တစ်ချက်ကဖမ်းမိတဲ့နေရာမှာမင်းကဘယ်လိုဖမ်းမိတယ်လဲသူကဘယ်လိုဖမ်းမိတယ်မင်းကတော့မပစ်ပဲနဲ့လာပြီးအလင်းဝင်တာမင်းကဘယ်လိုကောင်းကောင်းတော့လဲအဲဆေးဝါပြောနေပြီဟုတ်တယ်နော်မင်းတိုက်ပွဲမှာပြစ်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 ကြီးကုန်မှလာပြီးလက်နဲ့ချရင်တော့ဟုတ်လားမလားသူကမင်းနောက်ဘွားမှာလက်နဲ့ချအေးမင်းမပစ်ပဲနဲ့မင်းအလင်းဝင်လာတယ်နော်လာမင်းကိုထိုက်ရှင်းကုန်လိုက်မယ်တဲ့ပြီးနိုင်ငံခြားပို့ပေးဦးမယ်တဲ့ အဲ့ဒါလိုဟာမျိုးတွေကိုလည်းကျွန်တော်ကောင်းကောင်းမစစ်ပေးဖို့လိုတယ်ဒီနေ့ခေတ်က social media ခေတ်နော်လက်ရှိကမ္ဘာကြီးက social media နဲ့တွားနေတာဖြစ်တဲ့အတွက်အဲ့ဒီ social media ဘက်ကိုပေါ့ဆလို့မရဘူးတချို့တွေတိုင်းတက်ဖို့တည်းသတင်းပေါက်ကြားမှာဆိုတဲ့အရာတစ်ခုအောက်မှာကြောက်လန့်ပြီးတော့ social media ကိုအရင်ကြောက်ကြတယ်မကြောက်ပါနဲ့ကျွန်တော်တို့က social ဆိုတာအတုံးချတိုင်းအတုံးချလို့အရေးကြီးတယ်တိုင်းတက်ဖက်မှာခင်ဗျားကပြောသလိုတိုင်ဘက်တစ်ခုဖြစ်နေမှတ်တမ်းပေါ်ယူတာရိုက်တာတစ်ခုဆိုမှတ်တမ်းယူရလို့အစင်းရှိရတယ်အေးဒါနဲ့အဲ့မှတ်တမ်းယူရလို့ဒီထဲကနေအမိတ် မရှိဘဲနဲ့လုံးအပြင်ပေါက်ကြွေးခွင့်မရှိဘူး။ညီကိုအရင်မောင်နှမအရင်လင်မယားအရင်တော့မှအဲ့ဒီတက်တွင်းတဲ့ကိစ္စကိုပြောပိုင်ခွင့်မရှိဘူး။အမေကိုကြစ်လက်အောင်လုပ်လာ။ရဲဘော်တွေဖုန်းရိုက်ချင်ရဲလို့မရဘူး။အေးကိုတမီးမင်းနဲ့ကိုမိသားစုကိုကောင်မလေးပြောချင်တဲ့အချိန်တက်တက်မှပေးတာ။ဒါစစ်သားစစ်သားစီကန်းရှိရမယ်။အဲ့ဒါလိုမျိုးဆိုချယ်ကိုကြစ်လက်ဆိုအောင်ချနိုင်ကျွန်တော်တို့တော့အင်အားတရဖြစ်တယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ကစင်ပေါ်ကလို့ကျွန်တော်တို့မဟုတ်တာလုပ်ထားတာမဟုတ်ဘူး။ဟုတ်တယ်လားကျွန်တော်တို့အမှန်တရားကိုကြွားနေတာ။အဲ့ဒီအတွက်အမှန်တရားကိုချပြနိုင်အောင်လုပ်အပ်တယ်။ဒါကြောင့်မလို့ ဖမ်းပြီးတဲ့တုတ်ပန်းတဲ့အနေနဲ့လည်းလက်နဲ့ကြီကုံမဲ့ချတဲ့ကောင်မျိုးဘလို့လုတ်ပလိုက်တယ်ဆိုတဲ့ဟာမျိုးသိဖို့လိုအပ်တယ်။နောက်ကျန်တဲ့ကောင်တွေအဲကြီမကုံမဲ့တဲ့အလင်းဝင်သားလည်းတွေ့ဘလို့ငါတို့ကြိုဆိုတယ်ဘလို့နွေးနေမှုပေးတယ်ဘလို့အမခါချက်ပေးတယ်ဒါတွေကိုလည်းကျန်တဲ့လူတွေသိဖို့လိုအပ်တယ်။ဒီ social media ဘိုင်းမှာဒီတော်နိုင်မှာကျွန်တော်အမြင်ပြောညံ့တယ်ကျွန်တော်တို့မစက်နစ်မရှိဘူးဘယံမှာသာတော့နေတာတူထင်တူလို့ကိုထင်ကိုလို့ပုံစံသွားတယ်အဲ့လိုလုပ်လို့မရဘူး။တိုင်ရင်တက်ဖွဲ့တိုင်းကအဲ့စနစ်တစ်ခုပုံစံတိုင်းသွားရမယ်။ဒါက MG အောက်မှာနေမှာပုံမှန်နေမှာဓမ္မနေမှာမဟုတ်ဘူး။ social ရဲ့စနစ်တစ်ခုသွားမှာဒီ social ကိုအတုံးကြည့်ဒီစနစ်နဲ့သွားနိုင်ရမယ်ငါတို့ဘလို့ပုံစံလုပ်မှာဆိုလဲတော်နိုင်မှာ ဟိုတက်ကတ်ရှိရနောက်တစ်ခုကကျွန်တော်တို့တော်လိုင်းရဲ့ရှင်းရှင်းပြပြဘယ်ဟာတော်တိုင်းဖြစ်နေလဲနော်တူနဲ့တူထင်တူနဲ့ကိုယ်နဲ့ကိုထင်ကိုလို့ကိုအချင်းချင်းနဲ့ဝေဖန်ချင်းဝေဖန်ပြောချင်တာပြောပောက်ခတ်ချင်တာပောက်ခတ်ပောက်ပန်းလေးစင်ဖြစ်နေကြတဲ့အရာအဲ့ဒါကြီးကကျွန်တော်တို့ imminent စိတ်ပြမှုကောင်းတယ်နော်ဒါကြောင့်မလို့တော်လိုင်းတမအချင်းချင်းဖြစ်နေရင်ရန်တူပဲဖြစ်နေပါစေကျွန်တော်တို့တယောက်တော့တယောက်တစ္ဆာရှိပေးမှုလိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်ကဝါဒဖြန့်မှုတွေကအများများတယ်တစ်ဖက်ကမဟုတ်တော့မဟုတ်လို့ပြီးတော့ပြောဖို့ဝေမလေးဘူးအခုကျွန်တော်အပါအဝင်ဒီတော်လိုင်းအင်အားစုတွေကပြောတဲ့လူတွေတတိယတင်းနေတဲ့လူတွေပေါ့ မဟုတ်တဲ့ဘာမှမဟုတ်တဲ့တဲ့င်းကိုဟုတ်ပါတယ်လို့ပြောရလို့ရှိတာပဲရှိမလဲအဲ့လိုပြောရင်ကိုယ်အချင်းချင်းဆဲမှာလေဟုတ်တယ်ဒါပေမဲ့သူတို့ပဲဆဲမှာကြတော့အဲ့လိုမဟုတ်တဲ့တဲ့င်းကိုဟုတ်ပါတယ်လို့ပြောဖို့ကလူတိုင်းလုပ်နေတာအဲ့နှစ်ခုကအဲ့လိုကွာလာအဲ့လိုကွာတဲ့အနေအထားမှာကျွန်တော်တို့ဘက်ကတဲ့င်းအမှန်ကိုအချင်းချင်းတဲ့င်းကြီးထွက်နေအောင်လို့ပကတိဖြစ်နေတဲ့သဘောတရားတွေကိုအာဓမ္မပြန့်နေအောင်သူတို့ဝင်တိုးလို့မရအောင်ကျွန်တော်ထုတ်ထားနော်အခုလက်ရှိ PDF တွေတက်တယ်ဒလန်ဆိုပြီးတက်တယ်ဆိုတော့တည်င်းထွက်တယ်ဟုတ်တယ်တက်တဲ့နေရာတွေတက်တယ်ဒါပေမဲ့ PDF တွေဒလန်ဆိုပြီးတက်တာပေါက်ပန်း၄၀တက်တာဒါမှကျွန်တော်ဗီဒီယိုဖိုင်တစ်ခုပြန်ကြည့်ဦးလား

တချို့တလေတော်လှန်ရေးဘက်ကပါဆိုပြီးတော့ NGO ကိုဖောင်းထုတ်လိုက် PDF ကိုဖောင်းထုတ်လိုက်အဲ့လိုအောက်တန်းစားမျိုးတွေကကျွန်တော်အယံ့ယုံတော်လှန်ရေးတရက်လုပ်တယ်ဆိုတာတရားရာဂိုင်းတော့အကုန်တန့်စင်နေလို့မရဘူးအဖိတ်အစင်ဆိုတာရှိတယ်ဒါကိုလူလူနားလဲဘူးနော်နှစ်ဖက်ဖြစ်နေတဲ့ပုံမှာတစ်ဖက်ကအဆုလိုက်အပြုံလဲတတ်နေတဲ့အချိန်မှာကိုယ့်ဘက်ကဒလန်တတ်တဲ့ဟာတခုမှားယွင်းတဲ့တခုနှစ်ခုလောက်ကိုထောက်ပြပြီးအာ PDF ကြောင့်တတ်တယ်မသိဘူးသူတို့ကတစ်ဖက်ရန်သူရဲ့အကြိုက်ပုံနဲ့လိုက်ပြောသူဖြစ်တယ်အခုဆိုရင်ချို့လို့ဖွက်တယ် NGO မကြိုက်တဲ့ဖွက်တယ်ဆိုရင် NGO အောက်က PDF တွေကဒလန်တော့တတ်လို့မှားယွင်းတဲ့အရာရှိရင်အာချင်းချင်းဖွက်တယ်ဒါကြီးမလုပ်တဲ့အရာတွေ ဝင်ကပြောသလိုကျွန်တော်ပြောမယ်ဆိုလဲတက်ဆိုင်ရာဝင်ကြီးဌာနနဲ့တိုက်ရိုက်ပြောအရာအလုံးကို public ကိုပြောလို့မရဘူးအခု PDF အများစုကသွားပြီးရှင်းတော့မှာဆိုအခုလူတို့တတိပေးတာအမှန်ကြီးတယ်အခုမှတတိပေးတာဒီမှာနော်ကြောက်ရလန့်နေအာနာရှင်ကိုတောက်နေဆက်လုပ်နေမယ်အာနာရှင်အလိုကျလုပ်နေမှာဆိုတတ်ရပါလိမ့်မယ်ဒဲလာပြောတာနော်အိမ်ရှင်းတိဒဲလာတတိပေးတာနောက်တစ်ချိန်လာပြစ်တတ်မှပြည်သူမလုံးနဲ့ရှင်းတယ်မလားတွေ့တယ်မလားကြည့်ပါလားဘယ်လို စစ်ကောင်တွေကတော်ပြီးပြောတယ်။ခင်းอยู่တယ်။ပြည်စော်ဒီဘေးပါလေခေါ်တယ်။သူတို့ဘယ်တော့ဒီနေနိုင်မှာကျွန်တော်ဒီလောက်ဒီဆိုးမလာနိုင်ဘူးသဘောပေါက်တာ။နေခဲ့ကြောင်ကြားတယ်။ဟုတ်ဆိုလို့စောင်းနေတော့အလုံးချင်းချင်းတော့ရှင်းတယ်နော်နော်ဒါတော့ကျွေးမွေးအခမ်းအနားဟာလေဘာမှမစားဘူးတွေ့တယ်မလားမစားလို့ပြောနေတာဟမ်လာတိပေးတာစစ်ကောင်စီတောက်နိုင်လို့တတ်ကပါလိမ့်မယ်နှိမ့်ကင်းကြောင်တော့လာပြောတာဒဲလာပြောတာရှင်းတယ်မလား PDS ဆိုတာအဲ့ဒါအဲ့လိုတတိပေးပြီးမှလုတ်တဲ့ဟာလုတ်တဲ့လူအပြစ်လားအတက်ခံလူအပြစ်လားအေးအဲ့လိုဟာမျိုးတွေအများကြီးရှိတယ် ဒါကြောင့်မလို့ social media မှာကျွန်တော်တို့အဲ့လိုမျိုးတွေချပြဖို့လိုအပ်တယ်။ဒါအရေးကြီးတယ်။ဘာဖြစ်လို့လဲ။အခုဒီလိုမျိုးလာတိမပေးဘဲနဲ့တတိပေးတဲ့ဟာကိုကျွန်တော်တို့အမှတ်တမ်းမယူတာဘူး။နော်။ပြီးလို့ရှိရင်ဒီလူတွေဆက်လုပ်နေမယ်လေ။ဒါပေမဲ့အဲ့လာတိပေးတဲ့ PDF တွေကနောက်တစ်ခေါက်လာပြီးတက်လိုက်။ပေါ်မှနေဘလို့ပေါ့။ဒီလူတွေကို PDF တွေတန်ဆိုပြီးတက်တယ်။ဒါလို့လားမ။အခုကျွန်တော်တို့အမှတ်တမ်းယူထားတဲ့အတွက်အဲ့ဒီစကားမျိုးပြောလို့ရမှာ။မီဒီယာဆိုတော့အဲ့ဒါကိုပြောတာ။ကျွန်တော်တို့ဒါဟာအရေးကြီးတဲ့အရာ။ဒီလိုမျိုးအမှတ်တမ်းယူထားတဲ့နောက်ဆုံးမထုတ်ပြန်လဲဘူး။နော်။ရှင်းမလိုက်ဘူး။ တစ်ဖက်ကစစ်တပ်အတိုင်းဝန်ဖွားလာမယ်။အာတလန်ဆိုပြီးတက်တယ်ရောဟောတယ်မကြီး။စကားတလုံးပြောစရာမလိုဘူး။အလုံးလုံးတဲ့နေအဲ့ဒါအရေးကြီးတယ်။ဒါကြောင့်မလို့တန်ရင်တက်ဖွဲ့တိုင်းမှာအမြင်ကျတဲ့ဒီ public မှာကျွန်တော်တို့ကြွန့်ကျင်နေရှိတဲ့ social media ပိုင်းမှာကြွန့်ကျင်တဲ့လူငယ်တွေကိုပြန်ကြိုင်းနေရမှာထားပြောအရေးကြီးတယ်။လူကြီးတယောက်နဲ့လူငယ်တယောက်နဲ့တွဲထားမှာဆိုတော့တွဲထားအဓိကအရေးကြီးတယ်။တန်ရင်တက်ဖွဲ့တိုင်းရဲ့ပြန်ကြိုင်းကိုစနစ်တကျလုပ်ဖို့လို့စစ်ပိုက်တယ်ဆိုတော့ဒီနေ့ကျမှာတနက်ပြောင်းလို့နဲ့စစ်ပိုက်လို့မရဘူး။နော်ကျွန်တော်စကားများပြောပြီးတိုင်းနာလက်ထက်ကိုင်အဖွဲ့ကဗိုလ်တယောက်နဲ့နော် သူကပြောရအောင်ငါတို့ကနှစ်ပေါင်း60တိုက်လာတာပါဗျာတူတူလို့ကျွန်တော်မြဲပြောပါတယ်အဲ့မြဲပြောပြပါတယ်နော်ရှစ်စီရအဲ့မပြောနဲ့လို့မင်းတို့စောက်တော့မကြလို့နှစ်ပေါင်း60မနိုင်တာလေလို့မအစ်စရဲဂါဇာကမ်းမြောင်အုံးလည်းတစ်ချက်ပဲချလိုက်တယ်မိနစ်ပိုင်းမနှွေးပြီးရတယ်အဲ့ဒါအသုံးကျလို့နိုင်တာလို့အေးအဲ့လိုမျိုးကိုအသုံးမကျတာလူကြားလည်းထက်မပြောအောင်နှစ်ပေါင်း60တိုက်တာဂုံမူစရာပုပ်ပုရှစ်စီရကြီးနှစ်ပေါင်း60တောင်တိုက်လာတာဘာမှမအသုံးမကျဘူးဆိုတော့အဲ့ဒါဟမ်စဉ်းစားကြည့်ဒါဒါကိုညံပြင်းလို့မဟုတ်ဘူးလေအဲ့ဒါကောင်ယူစရာမဟုတ်ဘူးဒါကြောင့်မလို့နှစ်ပေါင်း60တိုက်တော့ဂုံယူလေလို့ပြောတဲ့လူတွေတွေ့အဲ့တခွန်းနဲ့မေးလိုက် ကြတော့နှစ်ပေါင်း60မနိုင်တာလေ။ဒါကြောင့်မလို့ဒီနှစ်ခင့်ဟာအနှက်ပြတ်တက်ရောတခုတည်းနဲ့ပိုလို့လို့မရဘူး။စီမံခန့်ခွဲတဲ့အညီခက်တဲ့အညီမြင်သားဖို့လိုတယ်။မီဒီယာပိုင်းကလည်းဝင်းကပြောတော့ဒါလည်းဒါရဲဘော်ဒီမှာရှိတဲ့ချင်းတွက်ခေါင်းဆောင်ပိုင်းတွေမှာရှိတဲ့ပညာတခုပဲ။အဲ့တော့တနက်ပြတ်တက်ရောမိုင်းတောင်တက်ရောနဲ့ကျွန်တော်တို့ကခေါင်းဆောင်လို့လို့မရဘူး။